။ Van ရဲ့စွမ်းရည်ကြောင်းပါဇက်ဟောင်းသားဖြစ်သွားတဲ့ UFC ဥက္ကဋ္ဌ Dana White ။အလုံးမင်္ဂလာပါခင်ဗျာ 3K Sport 2.0ကနေပြန်နေပြီးတော့ကြိုဆိုလိုက်ပါတယ်။ UFC ရဲ့ Rising Star တဲ့ဟာ Joshua Van ပါ။ UFC Taiwan က Van ကိုသဘောကျချီးကျူးကြပေမယ့်အခုလိုခက်မမြန်အောင်မြင်လာလိမ့်မယ်လို့မထင်ထားပါဘူး။ UFC ဥက္ကဋ္ဌ Dana White က Fighter ပေါင်းများစွာမြင်တွေ့မှုပါတယ်။ဒါမဲ့ Van နဲ့တွေ့မှ Dana White ကြီးတယောက်ပါဇက်ဟောင်းသားဖြစ်ခဲ့ရပြီ။ Van ရဲ့ rival ဘွဲဟာ UFC တမိုင်းတစ်လျှောက်အကောင်းဆုံး10ပွဲရှင်းဝင်တဲ့ဆိုပြီးလဲ Dana White ကြီးကျူးတယ် Fighter ညောင်စတုံးက strike လုပ်ပြီးရင်လုံးပြသွားလို့ပရိသတ်တွေ UFC ဈာမားတွေတော်လီသဘောကျခဲ့တာပါဒီတော့ Fire the Night ပွဲဖြစ်တဲ့တာမန်ခမ်းတာမထူးဆန်းပါဘူး strike လုပ်တာအကျင့်ရဲ့အများဆုံးစံချိန်တင်မဲ့ပွဲဆိုပြီးတော့ Dana White ပြောခဲ့တယ် Van ကအစားတော့ဝင်ကစားပေမဲ့အကောင်းဆုံးပြင်ဆင်ပြီးတော့ပရိသတ်ကြိုက်ထိုးပြခဲ့တာပါအခွေးကိုအမိရစုတ်ကင်နိုင်တဲ့ Van ကို Dana White ကအတော်လေးကိုချီးကျူးခဲ့ပါတယ် အခွင့်ရအကောင်းဆုံးဖြစ်အောင်လုပ်ပြတတ်တာလူငယ်တဦးရဲ့ဇယိုင်းလက္ခဏာပါဖန်ဟာလူငယ်တဦးရဲ့ဖြစ်လို့စိတ်ကိုခင်းချင်းပြတာပြီးတော့ UFC ကိုလှုပ်ခတ်စေခဲ့တယ် Flyweight တန်းချန်ပီယံကပတ်လူပွဲက Van ကိုစောင့်ကြိုနေပါပြီ Dana White ကသူကရီတိုင်းလက်ရှိ UFC Flyweight တန်းချန်ပီယံ Bandoja နဲ့ Van ကိုမဝေးတော့တဲ့ကာလမှာပွဲတည်ပေးမှာပါ Van က UFC ရဲ့ marketing အကောင်းဆုံးဇာမားရှင်ဝင်ခဲ့ပါပြီပရိသတ်ကြိုက်တွေ့ပြီးတော့ဈေးဝယ်ပြီးကစားမဖြစ်လာခဲ့ပါဘူး။ဗန်နိုဂျာရဲ့ပွဲမှာဗန်ကထိုးခြင်းနဲ့ PPV ဂျေးနှစ်ခုပေါင်းအမေရိကန်ဒေါ်လာတန်ကနန်းလောက်ထိတောင်ရနိုင်နေဒေနာဝိုက်ကဒီပွဲမှာတိုင်ငင်ကလေးကအနိုင်ရတဲ့သူကို Flyweight တန်ချန်ပီယံကပတ်စိန်ခေါ်ခွင့်ပေးမယ်လို့ဂရိခံထားခဲ့ပါတယ်ဒါကြောင့် Van နဲ့ Pando Jaro Face Off လုပ်ခိုင်းခဲ့တာပါလို့ပြောသွားခဲ့ပါတယ် Pando Jaro လက်ရှိချန်ပီယံလည်းဖြစ်သလိုပွဲအတွေ့အကြုံကလည်းပုံများပါတယ် Fighter ဘွားထိုးပွဲက35ပွဲတိရှိနေပါပြီလက်ရှိချန်ပီယံဖြစ်သလိုအတွေ့အကြုံပုံများပေမယ့် Van ကိုအထင်မသေးပါဘူး Pando Jaro ကတက်သစ္စာ Fighter Van ကိုချီးကျူးစကားဆိုခဲ့တယ် အောင်မြင်မှုစာလောင်တဲ့လူငယ်တဦးပြိုင်ဘက်ကိုစနစ်ကျနဲ့ချင်းကပ်သူတဦးဆိုပြီးချီးကျူးတာပါဖန်ကခုမှအသက်23နှစ်ပဲရှိသေးပေမယ့်အောင်မြင်မှုတွေရနေလို့လဲဘန်ဒိုဂျာအန်အားသိနေခဲ့ပါတယ်ဘန်ဒိုဂျာအသက်23နှစ်ရွယ်မှာပကံဆင်းနေရတော့ပါဖန်ကတော့အသက်23နှစ်ရွယ်မှာချန်ပီယံကပတ်စိန်ခေါ်ခွင့်ရနေပြီဘန်ဒိုဂျာကကျွန်တော်ရဲ့အတွေ့အကြုံကောင်းနေဟာဖန်နဲ့ရင်ဆိုင်မှာအဖိုးတန်ပါလိမ့်မယ်ဒါမဲ့ဖန်ကကျွန်တော်ကိုခက်ခဲစီမဲ့ပြိုင်ဘက်ပါကျွန်တော်အသက်23နှစ်တုန်းကပကံဆင်းတဲ့အလုပ်လုပ်နေရတော့မှာပဲ အခုသူကချန်ပီယံကပတ်စိန်ခေါ်ခွင့်အောင်ရနေပါပြီ။အောင်မြင်မှုစာလောင်ပြီးတော့ကစားပွဲလည်းစမှတ်ကြတယ်။သူ့လိုအောင်ပွဲစာလောင်လို့နဲ့ခြားတိတ်လေးကိုရင်ဆိုင်ခြင်းပါတယ်။ကျွန်တော်ကအကျိတ်နဲ့ပွဲကောင်းတွေပြိုင်ဘက်ကောင်းတွေအများကြီးကိုကြော်ဖြတ်ပြပြီးပါပြီ။ဗန်ကိုလည်းအကောင်းဆုံးရင်ဆိုင်ပြမယ်လို့ပြောလိုက်တာဖြစ်ပါတယ်။ဘန်ဒိုဂျာကဗန်နဲ့ရင်ဆိုင်ရလိမ့်မယ်လို့မတွေးဘူးပေမယ့်ဗန်ရဲ့ပွဲတွေကိုကြည့်ခဲ့ဘူးပါတယ်။ဘရူနိုဆေးဗာကိုဗန်အနိုင်ရခဲ့တဲ့ပွဲဂျပန်ဖိုက်တာတက်စရာကိုဗန်အနိုင်ရခဲ့တဲ့ပွဲတွေကြည့်ခဲ့တာပါ။အဲ့ပွဲတော့ကဗန်ရဲ့ဒက်ဖန့်စ်နဲ့ဗန်ရဲ့စထရိုက်တွေကိုဘန်ဒိုဂျာသဘောကျခဲ့ပါတယ်။ UFC Flyweight တန်း ranking အဆင့်1 rival ကိုနိုင်ပြီးတဲ့နောက်မှာ Van ကအဆင့်2နေရာကိုရောက်လာပါပြီ။ Bandoja ကအဆင့်1ဖြစ်လာတယ်။ Toronto ဦးကဒီနေ့မကုံကင်လောက်မှာပွဲဖြစ်လာနိုင်တယ်။ Van က Champion ကပတ်လူပွဲနဲ့ Titan နဲ့လို့ Bandoja ပြောခဲ့ပြီးတော့ UFC Taiwan တစ်ခုလုံးကလည်းအဲ့ဒီအဆိုကိုထောက်ခံနေပါတယ်။ Van က UFC Okra Dana White နဲ့ UFC Taiwan ကိုပါဇက်အဟောင်းသားဖြစ်စေသူပါ။